ူချစ်လူခင်များတဲ့ဆိုတာကပေါင်းတဲ့ဆက်ဆံရေးကောင်းတဲ့ဆိုတဲ့သဘောပါပဲ။ပေါင်းတဲ့ဆက်ဆံရေးကောင်းလာတဲ့အခါမှာနေရာပေါင်းစုံ၊ပဲပေါင်းစုံ၊လူပေါင်းစုံနဲ့အဆင်ပြေအောင်ပေါင်းတဲ့နိုင်ပြီးတော့အတိမိတ်ဆွေပေါ်များလာတဲ့အတွက်ကို့အတွက်လည်းကျေပြန့်တဲ့နေရာရရှိပြီးတော့အခွင့်အလမ်းပေါင်းများစွာကိုလည်းအမြင့်ကျေလာနိုင်ပါတယ်။ဒါကြောင့်မလို့လူချစ်လူခင်များပြီးတော့ပေါင်းတဲ့ဆက်ဆံရေးကောင်းလာစေဖို့အတွက်လုံးဆောင်ရမယ်အချက်ဆက်ချက်နဲ့တခြားလေးရှင်းလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့အတွက်အကြံပြုစင်ပါတယ်။ ဟုတ်ကဲ့ပါရှင်အလှပကျမ်းမာရေးနဲ့ဘဝအာမေပျော်ရှင်တဲ့အကြောင်းအရာလေးကိုအမြဲတင်ဆက်ပေးနေတဲ့ပူပူပါဒီနေ့ဗီဒီယိုလေးမှာတော့လူချစ်လူခင်များပြီးတော့ပေါင်းသဆက်ဆံရေးကောင်းစေဖို့အတွက်လောက်ဆောင်ရမယ့်အချက်ကလေးတွေကို share လုပ်ပေးသွားပါမယ်။ Okay ဗီဒီယိုလေးကိုစလိုက်မယ်။နံပါတ်1အကောင်းမြင်တတ်ပါစေ။အကောင်းမြင်စိတ်ဆိုတာကတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့အကောင်းဘက်ကလှည့်ပြီးတော့တွေးလိုက်တာမျိုးပါကိုကိုထိခိုက်နာကျင်အောင်လုပ်သွားတဲ့သူတယောက်ယောက်ကို အစာပေါင်းများစွာ ထိကရနာခြင်းအောင်ပြန်လုံးမယ်ဆိုတဲ့စိတ်ရှိရင်အဲ့ဒီလူမနာခြင်းငယ်မှာပဲကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ဒေါသနဲ့ကိုယ်အရင်ပူလောင်နာခြင်းခံစားရနေတတ်ပါတယ်။အဲ့လိုစိတ်မတွေးမိအောင်လဲထိမ့်ဖို့လိုအပ်ပါတယ်။တစ်ခါတလေမှာတစ်ဖက်လူကကိုယ်တွေးထင်နေသလိုတစ်ဖက်လူကအဲ့လိုအတွေးတွေးခြင်းမှတွေးမှာပါ။ဒါကြောင့်မလို့ဘေးအရာကိုမှရေရေရာရာမသိဘူးဆိုရင်အကောင့်ဘက်ကနေပဲတွေးပေးလိုက်ပါ ကိုအရင်စိတ်ချမ်းသာရပြီးတော့ကိုစိတ်ကလေးလည်းရှင်းနေတဲ့အတွက်မျက်နှာလူလည်းကြည်လင်ပြုံးရွှင်လာပါတယ်။စိတ်ထဲမှာတန်ဆရာစိတ်တွေမရှိတော့တဲ့အတွက်လူတိုင်းအပေါ်မှာလည်းပေါင်းသက်ဆက်ဆံရေးတွေကောင်းလာစေပြီးတော့လူချစ်လူခင်များလာစေမယ့်အထူးအချက်ပါ။နံပါတ်၄ကုညီတဲ့နယ်သူကိုကုညီပါခက်ခဲပြီးတော့ဒုက္ခရောက်နေတဲ့သူတွေကိုကိုယ့်ရဲ့ပင်ကိုစိတ်စေတနာအပြည့်နဲ့ကူညီတတ်သူဟာလူအများရဲ့ချစ်ခင်ခြင်းကိုခံရမှာဖြစ်ပါတယ်။ဘာကူမှမျှော်လင့်ချက်မထားဘဲစေတနာအပြည့်နဲ့ ူညီစင်စဲရှိတာမျိုးကစေတနာရောင်ပြန်ဟတ်တဲ့သဘောမျိုးပါနံပါတ်3ပြုံးတက်အောင်စူးစားပါမျက်နာချိုတဲ့လူတော်တော်များများကိုလူများကချစ်ခင်ကြပါတယ်အဲ့လိုလူမျိုးတွေကိုမြင်လိုက်တာနဲ့စိတ်မနေတော့ပဲနှုတ်ဆက်စကားဆိုတာအလာပါတလာပါပြောပြီးတော့ကိုယ်ကိုယဉ်နီးပါတယ်ခင်ပါတယ်ဆိုပြီးတော့ပြနေတဲ့ပုံစံမျိုးလေးခံစားရမှာပါ ဒါကြောင့်မလို့အပြင်ပန်းရဲ့အတွင်ပြင်တံကအရေးမကြီးဘူးဆိုပေမဲ့ရုတ်တရက်မြင်လိုက်ရင်ပြုံးပြလိုက်တာမျိုးနဲ့ဆက်ရဲအောင်မျက်နှာလေးချူတာမျိုးကတော့တဲ့ပေါင်းသင်းဆက်ဆံရေးအတွက်လိုအပ်ပါတယ်။ တချို့ရှိပါတယ်မျက်နှာချိုလွန်ပြီးတော့တွေးသမျှကိုအတင်းလိုက်ရောနေတာမျိုးနဲ့တော့မတူပါဘူးအဲ့လိုအတင်းလိုက်ရောရင်လေလေးစားမှုကိုဒါရရှိမှာမဟုတ်ပါဘူးဒါကြောင့်မလို့အတင်းလိုက်ရောနေတာမျိုးမဟုတ်ပဲကိုယ့်ကိုယ်စကားပြောရဲနှုတ်ဆက်ရဲအောင်လို့တော့မျက်နှာလေးချိုတက်ဖို့တော့လိုအပ်တာပေါ့ဒါမှသာလူမှုဆက်ဆက်ရေးကောင်းပြီးတော့လူချစ်လူခင်များစေမယ့်အဓိကအချက်ပဲဖြစ်ပါတယ်နံပါတ်၄ကိုချင်းစာစိမ့်နဲ့တွေးပေးပါဘသူကိုမဆိုကိုချင်းစာစိမ့်နဲ့ဖြစ်တွေးပေးလိုက်ပါ ဒါလည်းကိုယ်စိတ်ကို အမုန်းမပွားဘဲနဲ့ကြည်လင်စေပါတယ်။အော်ငါသားဆိုရင်သူ့နေရာမှာလည်းဒီလိုဖြစ်မှာပဲဆိုတဲ့အတွေ့အမျိုးလေးတွေးမိလိုက်တဲ့အခါမှာတစ်ဖက်လိုပေါ်လဲကိုကအမြင်ဆောင်နေတဲ့တောင်သာရော့သွားစေပါတယ်။စိတ်ထဲမှာလည်းတန်တရားစိတ်တွေအမျက်ဒေါသတွေမရှိတဲ့အခါမှာညနာလေးရလဲပြုံးရွှင်ပြီးတော့ကြည်လင်နေမှာမှာတခြားသူတွေအပေါ်လဲပို့ပြီးတော့အကောင်းမြင်စိတ်ကလေးတွေပို့ပြီးတော့တွေးပြီးတွေးပြီးလာတတ်တဲ့အတွက်လူချစ်လူခင်များလာစေမယ့်အချက်ပါပဲ။ ။နံပါတ်5ရဲစရာပြောသက်ပြီးတော့ဟာတဉဏ်ရှိဖို့လိုပါတယ်။စာဖက်များတဲ့လူကအမြင်ကျဲပြီးတော့ဟာတတော်တော်များများပြောတတ်ပြီးတော့စကားကြွယ်တတ်ကြပါတယ်။ဒါပေမဲ့တချို့ကြတော့လည်းပင်ကိုယ်ကိုဟာတဉဏ်ရွှင်တဲ့လူရှိဖို့ရှိပါတယ်။အဲ့လိုလူလူတွေကိုပို့ပြီးတော့လူချစ်လူခင်များပါတယ်အခုခုဆိုရင်ကိုကစိတ်ညစ်စရာရှိလို့ဒါရင်ဖွင့်လိုက်ရင်ဆိုရင်တောင်ကွာအာသူတို့ကဒီအရာကိုရဲစရာဟာတာအဖြစ်လုပ်တတ်ကြပါတယ် ။ဒါကြောင့်မလို့ရေမောပြောဆိုပြီးတော့ဟာတာညံရွှင်ချင်းကလည်းလူချစ်လူခင်များစေမယ်အဓိကအချက်ပဲဖြစ်ပါတယ်။မထွက်ပါဘူး။အဲဒါဆလူရဲ့အခက်အခဲအကျက်တဲလေးတွေကိုကို့မှာရှိလာလေးနဲ့မျှဝေပေးတတ်တဲ့သူဟာလူများရဲ့ချစ်ခင်ခြင်းကိုပြသမှာဖြစ်ပါတယ်။ချစ်လူခင်များအောင်အတင်းလုံယူတာမျိုးမဟုတ်ဘဲလူသားချင်းစာနာနာလည်းစိတ်ရှိတဲ့သူတယောက်ရဲ့အမှုအချင်းရှိတဲ့လူတချို့ကိုလူချစ်လူခင်ပို့ပြီးတော့များလာကိုတွေ့ရမှာပါ။နှစ်ဘက်ကကိုနဲ့စကားပြောတဲ့သူကိုခင်မင်ချောင်းပြပါ။ တွေကသူတို့ကိုသဘောကျနှစ်တက်တယ်လို့သိထားတဲ့သူတွေကိုပြန်ပြီးတော့ခင်မင်ရင်းနှီးတက်ကြပါတယ်။ကိုကတဖက်လူအပေါ်တကယ်ခင်မင်ရင်းနှီးချောင်းဖော်ပြရင်တဖက်လူကလည်းကိုကိုအလွယ်တကူပြန်လဲခင်မင်ရင်းနှီးနိုင်ပါတယ်။အာဒါပေမဲ့ဒါကတကယ်စိတ်ရင်းနဲ့ဖြစ်ဖို့တော့လိုတာပေါ့။ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဥကြဲထဲမှာသူ့ကိုတကူတကရှာပြီးတော့နှုတ်ဆက်တာမျိုးသူ့ပို့တဲ့ sorry message တွေချက်ချင်းမြန်တာစတဲ့ respect ရှိတာမျိုးလေးတွေကွာ။ ကယ်ကိုခင်မင်စရာကောင်းတဲ့သူတရားအနေနဲ့ဖော်ပြနေတာမျိုးလေးတွေပါလူမျိုးပြုတ်မှုလေးတွေကပဲလူချင်းလူခင်များလာပြီးတော့ပေါင်းသက်ဆက်ဆံရေးပို့ပြီးတော့ကောင်းလာစေမယ့်အချက်လေးတွေပါ။ပဲရှင်အားလုံးကိုတည်နေတက်နေတဲ့ပုံစံမျိုးနဲ့မလုပ်ပါနဲ့။လူစကားဝိုင်းတစ်ခုမှအားလုံးစကားပြောနေကြတဲ့အချိန်မှာအားလုံးကိုတည်ပြီးစားပုံစံမျိုးနဲ့စကားကိုဖြစ်မပြောပါနဲ့။ သူများပြောတာဆုံးအောင်နားထောင်ပြီးမှမေးတင်တဲ့မေးခွန်းကိုမေးပါပြောတင်တဲ့စကားကိုပြောပါကိုကိစ္စမဟုတ်ဘဲနဲ့ဝင်ပါဝင်ပြောတတ်တဲ့သူတွေကိုဘယ်သူမှသဘောမကျပါဘူးဒါကြောင့်မလို့ပြောတဲ့စကားလေးလည်းပြောတင်တဲ့စကားလေးပဲပြောပါသူပြောတဲ့စကားလေးလည်းနားထောင်ပေးဖို့လိုအပ်ပါတယ်ကိုကြီးပဲအပြောမလုပ်ပါနဲ့သူ့စီရစကားလေးလည်းနားထောင်ပေးဖို့လိုအပ်ပါတယ် ပြောနေတာထက်နားထောင်နေသူဖြစ်ဖို့လေပေါင်းသစ်ဆက်ဆံရေးမှာအရန်ကိုအရေးကြီးပါတယ်လိုအပ်ပါတယ်လူချစ်လူခင်များလာစေမယ့်အချက်လေးဖြစ်ပါတယ်နံပါတ်9ချီးမွမ်းစကားပြောပါချီးမွမ်းစရာရှိတာလေးတွေကိုချီးမွမ်းတတ်တဲ့အတွက်လူတွေကကိုယ့်ကိုသဘောကျပါလိမ့်မယ်။ဥပမာအနေနဲ့ပြောမယ်ဆိုရင်အော်၊နင်ကတော်လိုက်တာ၊နင်လှလာတယ်နော်။ အဲ့လိုမျိုးလေးချင်းမွန်းစရာပြောတတ်တဲ့သူတွေကိုလူတွေကပို့ပြီးတော့သဘောကျတာများပါတယ်ပို့ပြီးတော့လည်းချစ်စာပါတယ်သူကအမြဲတမ်းစကားကိုအကောင်းပြောတတ်တဲ့အကောင်းမြင်စိတ်ကလေးနဲ့အမြဲတမ်းပြောတတ်တဲ့ဆိုတတ်တဲ့အတွဲလူတွေကကိုယ့်ကိုမြင်များမြင်လိုက်တာနဲ့ပြုံးပြနှုတ်ဆက်ကြခင်မင်းင်းနီးတတ်ကြပါတယ်ဒီစလုတ်ခင်များပြီးပေါင်းရင်းဆက်ဆံရေးကောက်ဖို့ဆိုရင်ဒီနောက်ဆုံးအချက်ကအရန်ကိုအရေးကြီးပါတယ်။အဲ့ဒါကတော့တဆင်းနှုတ်လုံးပါ။ โอเคသူတရားရောအတိတရားရာဖြစ်ဖြစ်တငယ်ချင်းကပဲဖြစ်ဖြစ်သူရဲ့ခန်းစားချက်တွေအဲသူဖြစ်နေတာလေးတွေကိုအာဂတိတောင်းပြီးတော့ဘသူ့ကိုမှမပြောပါနဲ့ဆိုပြီးရင်ဖွင့်ပြီးတော့နှုတ်လုံခိုင်းလိုက်တဲ့အရာလေးတွေရှိပါတယ်သူ့ကိုမသိစေချင်တဲ့အရာလေးဆိုကိုယ့်ဘက်ကနေနှုတ်လုံလုံနဲ့နေတတ်ဖို့အရန်ကိုလိုအပ်ပါတယ်ကိုစီကနေဘေးစကားမှာပြန်ပြီးတော့မပေါကြဘူးဆိုရင်လူရကိုကိုပို့ပြီးတော့ခင်မင်းရင်းလာမယ်ချစ်ခင်လာမှာပါ သူတို့မှာနှုတ်ဝက်ချက်တစ်ခုခုရှိလာတဲ့အခါတိုင်းမှာကကိုယ့်ကိုဝယ်ပြေးပြီးတော့မြင်တယ်ကိုယ့်စီဝယ်အပြေးရောက်လာကြတာမျိုးပါအဲ့လိုအရာလေးတွေကကိုယ့်ကိုပို့ပြီးတော့ယဉ်နီးတဲ့ချောင်းပြနေတဲ့သဘောမျိုးလေးပဲပေါ့ကိုယ့်ပို့ပြီးတော့ယဉ်နီးတဲ့ခင်မင်နေဆိုတဲ့အဲသဘောမျိုးလေးကိုခန်းစားမိမှာပါဒါကြောင့်မလို့လူချစ်လူခင်များပြီးပေါင်းသင်းဆက်ဆံရေးကောင်းလာစေဖို့အတွက်နှုတ်လုံးတက်ဖို့ကလည်းအရန်ကိုအရေးကြီးပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါတယ်အထက်ပါအချက်ဆက်ချက်လုံးကိုတခြားလေးလှောက်ဆောင်မယ်ဆိုရင်တော့ကိုကလူချစ်လူခင် များပြီးတော့ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ့်ဒုတိယဖြစ်လာမှာဖြစ်ပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့တင်အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တူတူတယောက်ချင်းချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့အလှပါလာကျမ်းမာရေးလားဘဝအောင်မြင်ပျော်ရွှင်စေမယ့်အကြောင်းအရာလေးလားဆိုတာကိုသိအောင်လို့ပူပူ YouTube Channel လေးကိုလည်း Subscribe လုပ်ပါအောင်အကြံပြုချင်ပါတယ်ရှင်။သိချင်တဲ့အကြောင်းအရာများရှင်လဲ Comment လေးမှာမေးသွားလို့ရပါတယ်နော်။ ကျမပြောရှင်တဲ့နေ့ရက်တိုင်းအောင်ပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ